လကအကောင်ကြီးဘလောက်ရှိတယ်မိုင်ပေါင်း3000ကျော်တယ်လကရေလာလည်းတော့ဒီမြေကလေးလောက်သွားတယ်နော်ဂျင်းတွေလာထဲတာတွေ့ရပါတယ်ဒီတော့ဦးသိန်းတို့ကမိုင်းဘုံစရတော်လို့ခေါ်ရမယ့်အစားဂျင်းဘုံစရတော်လို့ခေါ်ရမယ့်အနေထားမျိုးရောက်နေပြီပေါ့ဗျာအဲ့ဒီမြေလောင်နှစ်ခုရဲ့ကြားငရင်ကျောပေါ်မှာမြေလောင်နှစ်ခုရဲ့ပတ်တိုက်မှုကြောင့်တင်းအားလို့ခေါ်တဲ့ stress တွေဖြစ်ပါတယ်အဲ့ဒီ stress တွေဟာတစလန့်နဲ့ စုဆောင်းလာပါတယ်စုဆောင်းလာပြီးညလာတဲ့အချိန်ဆက်လက်ပြီးထိမထားနိုင်တော့တဲ့အချိန်မှာဒီစုဆောင်းထားတဲ့တင်းအား stress တွေကိုကမ္ဘာမြေကြီးကစွန့်ထုတ်ပါတယ်အဲ့ဒီစွန့်ထုတ်တာကိုငလင်လုတ်တယ်လို့ခေါ်ပါတယ်ထေရဝါဒဘာသာရေးခေါင်းဆောင်လုံနေတဲ့ဘုန်းကြီးနေကလည်းဗုဒ္ဓတရားနဲ့ညီသလားဗုဒ္ဓတရားကိုအမှန်ပြလိုက်ရဆိုသူတို့လည်းဗုဒ္ဓတရားကို အမှန်မပြတဲ့ဖုံးညံများတယ်အလုံးပဲတော်လန်တော်နေတဲ့ပါယဟန်ဆိုတာဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာ အပိုင်း၃ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်း၃မှာမြန်မာပြည်မှာမတ်လ28ရက်နေ့ကလွတ်ကပ်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးတော့မိုင်းဖုံးစေတော်ဟောပြောတဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာတာဖြစ်ပါတယ်ဒီကြောင့်ရတဲ့နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဆွေးနွေးတင်ပြသွားမှာပဲ ဖြစ်ပါတယ်။စနစ်တင်ပြမှုမစတင်ခင်မှာဘန်ဘော့ဆယ်တော်ရဲ့ဗီဒီယိုဖိုင်ကိုအရင်ဆုံးလေ့လာကြပါမယ်။ကိုဆရာတော်ကြွားလာတာဆွေလိုခြင်းလို့ငွေလိုခြင်းလို့ပစ္စည်းလိုခြင်းတော့လည်းမဟုတ်ဘူးလေမေတ္တာလာဖို့တာပါလာတာလေမေတ္တာလာဖို့တာပါခင်ဗျာ။နတ်ပြန်ပါဆရာဟိုလိုက်ကိုတို့မှမိုက်ချက်ပြီးတို့မှအတိတ်ခံပေါ်ဆရာတော်တရားတိုင်ဘဝနာတရားခိုင်းနဲ့နတ်ပြန်ပါလေနားတင်မှာမပြောတာလေ ်ဆရာတော်ကိုယ်တိုင်ကြွားပါမကြွားပဲနဲ့မေတ္တာလာမပို့ပေးနိုင်ဘူးအများကြီးဒီဒီပြည့်စုံနိုင်တယ်ဒေတာပြန်တွေ့ကြည့်ပါအဲအခုကြာမှဟိုလူတွေအများကြီးတည်ကြည်ပျက်စီးမှာဆိုလို့ကိုယ်တိုင်ကြွလာတယ်ဆိုတော့ပုံစံမျိုးပါအဲ့ဒါဆိုလို့ချင်းအဲ့ဒီရဲ့နတ်မြမာတွေကလည်းမတ်လ28ရက်နေ့မတန်ခင်ကလေးကစမိုင်းဘုံစေတော်ကြီးကိုပြောလိုက်ကြပါတော့လားမိုင်းဘုံစေတော်ကြီးက မတ်လ28ရက်နေ့ငလျင်တံမခံရတဲ့ငလျင်မလုတ်ခတ်ခင်ကစကြိုပြီးတော့မှမလာတင်ဘူးလားဒါလေးကဒီတစ်ချက်လေးကတော့ဟိုစဉ်းစားစရာအချက်တစ်ချက်ဖြစ်လိမ့်မယ်လို့ဦးသိန်းကတော့မြင်ပါတယ်ဘွာနဂါစီရနဂါယာဘွာဘွာနဂါစီယာအဲနဂါအကောင်ကြီးဘလောက်ရှိတယ် မိုင်ပေါင်း3000ကျော်တယ်။အင်း။ဒါကြောင့်ဒီတော့လမ်းလည်းတော့ဒီမြေကလေးလောက်သွားတယ်နော်။အဲ့ဒါဘာလို့လူထုတယ်ဟိုစိတ်မငြိညွတ်တော့တကျောအကုတ်တယ်လို့လေပုဂ္ဂိုလ်များတယ်လို့တဲ့။ဒါကြောင့်ဆရာဘုရားမေတ္တာအဲ့ဒါအကုတ်လို့များတဲ့ပုဂ္ဂိုလ်အဲ့ဒါဒီဒီပစ္စည်းရတယ်ခံရခံစားရတယ်နော်။ဒါကငလျင်ဘာကြောင့်လှုပ်တယ်ဆိုတာကိုမိုင်းဖုံးဆယ်တော်ပြောကြားထားတဲ့ ပြောကြချက်ပါဆိုတော့ဦးသိန်းတို့ကဒီလိုမျိုးပြောကြချက်တွေပေါ့နော်ဒါကတော့ဂျင်းဆိုတာကတော့ခေပညာကိုတက်မြောက်ထားတဲ့သူတိုင်းသိကြပါတယ်ဆိုတော့ဒီလိုပြောကြချက်တွေဟာလက်တွေကြသလားမှန်သလားမှန်မှမဟုတ်လားဆိုတာကိုဦးသိန်းတို့တွေချင့်ချင်ကြမှာဖြစ်ပါတယ်ဒီတော့မငလင်းနဲ့ပတ်သက်ပြီးတော့မှငလင်းပညာရှင်တွေပေါ့နော်သိပ္ပံနီးကြကြစမ်းတက်ပြီးတော့မှ တွေ့ရှိလို့တင်ပြထားတဲ့တင်ပြချက်တွေလည်းရှိပါတယ်မလင်းပါကြောင့်လောက်တာလေ ငလင်ဘယ်နှမျိုးရှိတယ်လဲငလင်လှုပ်တဲ့အချိန်မှာဘာတွေဖြစ်လာတယ်လဲဒီမေကောနေရဲ့အဖြေကိုသိဖို့ဆို ပထမဆုံးကဘာအမည်တို့ကိုဘလို့ဖွဲ့စည်းထားတယ်လဲဆိုတာကိုအရင်သိဖို့လိုအပ်မှာဖြစ်ပါတယ်ကဘာအမည်တို့ကိုအလွာလွာထပ်ထပ်နဲ့ဖွဲ့စည်းထားပါတယ်အတွင်းဆုံးဘဟုဥတိုင်းကနေမိမျက်နှာပြင်အထိ အလွာတွေကိုကြည့်မယ်ဆိုကျုပ်တလုံးနဲ့ခက်ဆင်ဆင်တူတာကိုတွေ့ကြရမှာဖြစ်ပါတယ်အခဲဖြစ်နေတယ် ဘဟုအတွင်းအူတိုင်းအရေးပြောနေတဲ့အပြင်အူတိုင်းအကာဒီအကာကအများစုက အခဲအနေနဲ့ရှိနေပါတယ်အလွန်ထူထဲပြီးကဘာမီဓာတ်ထုရဲ့84ရာပိုင်းနှုန်းလောက်ကဒီအကာအနေနဲ့ရှိနေပါတယ်ဒီအလွှာမှာအခဲဆိုတာကြောက်သားလိုမာကျောနေတဲ့အခဲမျိုးထက်ကြောက်ကျောလိုခဲနေတာမျိုးနဲ့ပိုတူပါတယ်ဒါကြောင့်ဒီအလွှာက ကြောက်နေတဲ့တထုတွေဟာခြေလီလိုနေရာရွှေလျားနိုင်ကြပါတယ်အခွန် ီအခွန်ဟာအလွန်ပါလျာပြီးအထူအားဖြင့်5ကီလိုမီတာကနေ50ကီလိုမီတာအကြားပဲရှိပါတယ်။ကမ္ဘာ့ရဲ့အပေါ်ဆုံးလွှာဖြစ်တဲ့အခွန်ဟာတကယ်တော့ကျဲဥခွန်လို့ဒလဇက်ထဲရှိနေတဲ့အခွန်မျိုးမဟုတ်ပါဘူး။အဲ့ဒီအစားကျဲဥပြုတ်ကိုခောက်လိုက်ရင် အခွန်ကအစိမ့်စိမ့်ကွဲထွက်လာသလိုမျိုး အစိမ့်စိမ့်ကွဲနေတာပါ။ဒီကမ္ဘာအပေါ်ရန်ကအခွန်ရဲ့အပိုင်းတွေကိုကြောက်ထူလွာပြီလို့ခေါ်ပါတယ်ဒီကြောက်ထူလွာတွေ အချင်းချင်းပုတ်တိုက်မိခြင်းကြောင့်ငလင်တွေဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ငလင်တွေဟာအများအားဖြင့်ဒီကြောက်ထုလွာတွေတစ်ခုနဲ့တစ်ခုစုံတဲ့နေရာတွေကိုပခိုးပြုပြီးလှုပ်ခတ်ကြပါတယ်။ကဘာမြေရူးရဲ့အခွန်ဖြစ်တဲ့ကြောက်ထုလွာတွေဟာအငြိမ်နေကြတာမဟုတ်ပါဘူး။အပေါ်မှာပြောခဲ့တယ်လို့ပဲအကာဟာကြောက်ကြောလိုမျိုးဖြစ်နေတာမို့ဒီအကာထဲမှာရှိတဲ့ဝတ္ထုတွေကပုံမှန်ရွေလျားမှုရှိနေပါတယ်။ ဒီလိုရွေလျားမှုကြောင့်အကာပေါ်မှာရှိနေတဲ့အခွန်တွေဟာလည်းအောက်ကရွေလျားမှုအတိုင်းလိုက်ပြီးရွေလျားကြပါတယ်ဒီလိုရွေလျားတဲ့အခါကြောက်ထူရွာတွေတစ်ခုနဲ့တစ်ခုရွေးတဲ့ဥတီချက်ဒါတိုင်းရှင်မတူသလိုရွေးတဲ့အချိန်လည်းမတူပါဘူးဒီတော့ဒီကြောက်ထူရွာတွေတစ်ခုနဲ့တစ်ခုစုံတဲ့နေရာတွေမှာပေါ်တိုင်မှုဖြစ်လာပါတယ်ဒီလိုဖြစ်တဲ့အခါဒီပတ်တိုင်မှုဖြစ်တဲ့နေရာတွေမှာတစ်ခုနဲ့တစ်ခုချိန်ဆွဲထားသလိုဖြစ်နေပါတယ် ဒီလိုစုံတဲ့နေရာတွေမှာချိတ်မိနေပေမဲ့ကျန်တဲ့ကြောက်ထူလွာကြီးတစ်ခုလုံးကတော့မူလသွားနှုံးအတိုင်းဆက်ပြီးရွေ့နေတာပါဒီတော့ဒီချိတ်မိနေတဲ့နေရာကနှစ်ဖက်ပုတ်ဆွဲသလိုဖြစ်လာပါတယ်ဥပမာပစိုးစားကနယံကကျိတ်မှချိတ်မိသလိုပေါ့ဒီလိုချိတ်မိနေရာကနှစ်ဖက်ကြောက်ထူလွာတွေဆက်ရွှေ့နေတော့တစ်ချိန်ချိန်မှာဒီချိတ်မိရာကနေလွတ်ထွက်သွားပါတယ် ဒီအခါအရင်ချိန်မိနေတော့ကနှစ်ဖက်ပေါ်အားကြောင့်စူမီတဲ့အာရီဟာရိုးတီရဲ့လွတ်ထွက်လာပြီးတုံခါလိုင်းတွေ အနေနဲ့ကမ္ဘာမြေပြင်အနက်ရှင်းမြန်းလာတို့ပြန့်နှံ့သွားပါတယ်ဒီလိုမြေပြင်ထဲကတုံခါလိုင်းတွေပြန့်သွားတဲ့အတွက်ကမ္ဘာမြေသားတို့တုံခါပြီးငလင်လှုပ်ခြင်းဖြစ်လာရတာဖြစ်ပါတယ်ဒီလိုငလင်လှုပ်တဲ့အခါချိန်မိနေတဲ့ကာလကြာလီလီအာရီပူစုမိလီလီမို့ငလင်အားလဲပူပြီးပြင်းထန်ပါတယ် ဒါကသိပ္ပံပညာရှင်တွေငလျင်ဘာကြောင့်လှုပ်တာလဲဆိုတာကိုတင်ပြထားတဲ့တင်ပြချက်တွေပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာမှပေါ့နော်ဦးသင်းတို့မြန်မာနိုင်ငံမှာအင်ပါတာမကျော်ကြားတဲ့မိုးသလပညာရှင်ကြီးဦးထွန်းလွင်ရဲ့တင်ပြချက်ကိုလည်းအားလုံးလေ့လာကြရပါမယ်။ငလျင်ဆိုတာကျွတင်ခံမလို့မရဘူးဆိုတဲ့အချက်ရယ်။ဒုတိယကငလျင်ဆိုတာနေတိုင်းလှုပ်နေတယ်ဆိုတဲ့အချက်ရယ်။ ကဘာနဲ့ဝမ်းကြည့်ရင်ဒါတွေ့ရမှာဖြစ်ပါတယ်အဲတနေ့တနေ့ငလင်းနေလှုပ်ခဲ့တဲ့အချိန်ပေါင်းကဘာကြီးတစ်ခုလုံးပေါ်ကျုပ်ပြီးကြည့်မယ်ဆိုရင်တော့အချိန်ပေါင်းဟာသိမ့်ချနေပါတယ်ဂျပန်တိုင်းငံတဲမှာပဲတနေ့တွင်လှုပ်တဲ့ငလင်းအချိန်ပေါင်းဟာသိမ့်ကျော်ကြည့်ရှိခဲ့တဲ့နှစ်တွေရှိပါတယ်တရားကိုတင်ပြရတဲ့အကြောင်းရင်းကငလင်းနဲ့ပတ်သက်ပြီးအယူသီးမှုမရှိဘူးဆိုတဲ့အချက်ဖြစ်ပါတယ် ဒုတိယရေးကြည့်တဲ့အချက်ကတော့ငလင်းပဲချိန်လုံးမယ်ပဲရဲ့လုံးမယ်ဆိုတာဒီဟာသိပ္ပံကြီးကြတဲ့ခမန်းချက်များမဟုတ်ဘူးဆိုတာကိုလည်းပထမဆုံးသိထားဖို့လိုပါတယ်ငလင်းနေနဲ့ပတ်သက်ပြီးတော့အယူဆတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ငလင်းငယ်ကြီးများများလှုပ်ရင်ငလင်းကြီးကြီးမလှုပ်ဘူးဆိုတဲ့အယူဆပဲဖြစ်ပါတယ်ဒါလည်းဘယ်ပေါ်မှခြေခံပြီးတော့တွက်ချက်တယ်လဲဆိုရင်ငလင်းဘာကြောင့်လှုပ်တယ်လဲဆိုတဲ့အချက်ပေါ်မှာ အခြေခံပြီးတော့ပြောခြင်းဖြစ်ပါတယ်တကယ်တော့ငလင်းဆိုတာညီလောငခုပွတ်တိုင်မှုကြောင့်ပွတ်တိုင်တဲ့အခါမှာဒီတိုင်ပွတ်တိုင်ရှိခြင်းတပြေးပြေးပူနီးလာတာရှိခြင်းတပြေးပူဝေးသွားတာရှိခြင်းသုံးမျိုးရှိပါတယ်ဘယ်လိုမျိုးစံနဲ့ပဲတွေ့တွေ့အဲ့ဒီညီလောငခုရဲ့ကြားငရင်ကျောပေါ်မှာညီလောငခုရဲ့ပွတ်တိုင်မှုကြောင့်တင်းအားလို့ခေါ်တဲ့ stress တွေဖြစ်ပါတယ်အဲ့ဒီ stress တွေဟာ တလလနဲ့စူဆောင်းလာပါတယ်စူဆောင်းလာပြီးညလာတဲ့အချိန်ဆက်လက်ပြီးထိမထားနိုင်တော့တဲ့အချိန်မှာဒီစူဆောင်းထားတဲ့တင်းအား stress တွေကိုကမ္ဘာမြေကြီးကဆွန့်ထုတ်ပါတယ်အဲ့ဒီဆွန့်ထုတ်တာကိုငလင်လုတ်တယ်လို့ခေါ်ပါတယ်ဒါနဲ့အလားတန်တူလဲဆိုရင်တေးပင်ချက်ပေါင်ပင်တပင်ကိုအစနှစ်ဖက်ကကိုင်းပြီးတော့တွေ့ဆွဲတဲ့ခါမှာဒီတေးပင်ဟာတွေ့တင်းလာပါတယ် ဒါတင်းရပါပဲ stress ပါပဲအဲ့လိုဆွဆွဆွတဲ့အခါမှာတစ်ချိန်မှာဆက်လက်တင်းမထနိုင်တော့တဲ့အနေထားရောက်တဲ့အခါမှာဒီပြည်ပင်ဟာအင်္ဂလိပ်လိုတော့ bang ဆိုပြီးတော့ပြတ်ထွက်သွားပါတယ်ဒါကြောင့်မို့ငရင်လှုပ်တဲ့ဖြစ်စဉ်ကိုဖြည့်ရှင်းတဲ့ theory ကို bang theory လို့ခေါ်ပါတယ်ဒါဟာငလင်းနဲ့ပတ်သက်တဲ့အခြေခံအဖြစ်သိရမယ်အချက်တွေဖြစ်တယ်မြန်မာနိုင်ငံဟာငလင်းအန္တရာယ်ရှိတယ် မြန်မာနိုင်ငံမှာငလင်းအနေအမြင့်ဆုံးဒေသတွေဆိုတာလေကျွန်တော်တို့တွတ်ထုတ်ပြီးသားဖြစ်တယ်။အဓိကအပြင်မြင်းငလင်းအနေအမြင့်ဆုံးရှိတဲ့ဒေသတွေကစကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်စတဲ့ဒေသတွေဖြစ်ပါတယ်။အဲဒီဒေသတွေမှာငရင် အများဆုံးလှုပ်လေရှိပါတယ်။ဒါကတော့မုဒ္ဒလာပညာရှင်ကြီးဦးထွန်းလွင် ြောကြားခဲ့တဲ့ငလျင်နဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေပဲဖြစ်ပါတယ်။အဲ့တော့သိပ္ပံပညာရှင်တွေပြောကြားတဲ့ပြောကြားချက်တွေကတော့ကဘာမြေရဲ့ပြုပြင်ပြောင်းလဲမှုတွေရေလျားမှုတွေဒါတွေကြောင့်ငလျင်လှုပ်တယ်လို့ဒီလိုပြောကြားကြပါတယ်။မိုင်းပုံးဆရာတော်အပါဝင်တခြားတခြားသောဘုန်းကြီးတွေလည်းပဲအမျိုးမျိုးပြောကြပါတယ်။လောကလူသားတွေကပဲအကုသိုလ်ကံတွေများလို့အကုသိုလ်မှုတွေအများကြီးကျွလွန်ကြလို့ငလျင်တွေလှုပ်တယ် တဘာဝဘေးတွေကြုံနေဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုကြပါတယ်။လက်တွေ့ကြကြဦးဇင်းတို့စမ်းသပ်ပြီးပြောဆိုကြတာဒီကတော့အခုငလေးပညာရှင်တွေပြောကြကြတဲ့ပြောကြကြွက်တွေပဲဖြစ်ပါတယ်။ဆိုတော့ဒါဆိုလို့ရှိရင်မိုင်းဘုံတို့ပြောတဲ့ငကားကြီးပက်လက်လန်လို့ဟိုမိုင်း3000ဆိုလားဘူဒီဖိုင်ထဲမှာတော့ပြောခဲ့တယ်ပေါ့နော်အဲ့ငကားကြီးရဲ့ပက်လက်လန်လို့သူ့ရဲ့လှုပ်ရှားမှုကြောင့်သူ့ရဲ့လူလွန်မှုကြောင့်ငလင်းနှုတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဂျင်းတွေ လာထဲ့တာတွေ့ရပါတယ်ဒီတော့ဦးသိန်းတို့ကမိုင်းဖုံးစရာတော်လို့ခေါ်ရမယ့်စားဂျင်းဖုံးစရာတော်လို့ခေါ်ရမယ့်အနေထားမျိုးရောက်နေပြီပေါ့ဗျာဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆရာတော်ဩဂတိတသာရမော်ဘီကိုဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတာဖြစ်ပါတယ်မှန်ပါဗျာအဲဆရာတော်အနေနဲ့လဲပဲပေါ့နော်ဒီလိုဘေးအန္တရာယ်တွေအပေါ်မှာဘာသာရေးရှုတော့နေကနေအမျိုးမျိုးဂျင်းထဲ့နေကြတာနဲ့ပတ်သက်ပြီးတော့မှ ဇေရောအနေနဲ့ဇေရောရဲ့အမြင်လေးကိုမိန့်ကြပေးဖို့ထိတော့ရွေးသေးသွားလျောက်ထားပါတယ်ခဗျာဇေရဝရဗုဒ္ဓဘာသာဆိုတာဖရာရဲ့အဆုံးအမတွေနှလုံးသားထဲကိုတည်မှဇေရဝရဗုဒ္ဓဘာသာဖြစ်မှာခန့်နေတာတပြုတော့ဗုဒ္ဓဘာသာတွေကလည်းပြန်ကြည့်လို့ရှိရင်အသိဉာဏ်တွေကတော်တော်ပိတ်နေတယ်ဗျာမှန်ပါအသိဉာဏ်ပိတ်နေတယ်ဆိုတာလည်းတို့ဗုဒ္ဓဘာသာငါးမျိုးဆိုတာဆရာတော်လည်းတည်ပြီးသားဖြစ်မှာပါမှန်ပါဗျာဒီလိုမီယိုဖလာဗုဒ္ဓဘာသာ ဘုရားဗုဒ္ဓဘာသာလာဘဗုဒ္ဓဘာသာသရတိကဗုဒ္ဓဘာသာပညာရိကဗုဒ္ဓဘာသာဆိုပြီးတော့ဒီဗုဒ္ဓဘာသာ၅မျိုးရှိရပါဗျာအဲ့ဒီဗုဒ္ဓဘာသာ၅မျိုးထဲမှာရှေ့ကမီယိုဖလာဗုဒ္ဓဘာသာလဲလာဘဗုဒ္ဓဘာသာဘုရားဗုဒ္ဓဘာသာတွေအရာတွေကများနေပြီးတော့သရတိကဗုဒ္ဓဘာသာနဲ့ပညာရိကဗုဒ္ဓဘာသာအစစ်မှန်ဆိုတာတို့တို့နိုင်ငံမှာရှားသွားပြီဗျာမှန်ပါအဲ့ဒီရှားတဲ့ထဲမှာတို့တို့ခုထေရဝါဒဘာသာရေးခေါင်းဆောင်လုံနေတဲ့ဘုန်းကြီးတွေကလည်းဗုဒ္ဓ တရားနဲ့ညီသလားဗုဒ္ဓတရားကို အမှန်ပြလိုက်ရဆိုသူတို့လည်းဗုဒ္ဓတရားကိုအမှန်မပြတဲ့ဘုန်းကြီးများများတယ်ခုခေတ်ကတော့ကိုပြောနေတာပြခြင်းပါဗျာခုဒီမိုင်းဘိုးဆရာတော်ကြီးဆိုတာလေဟိုတော့ကတော့သူလည်းတောတော်နေမှာလှည့်ပြီးတော့တရားကျင့်ပါတယ်ခုနောက်ပိုင်းမှာမိုင်းဘိုးဆရာတို့ရဲ့အဲ့တပါးတဲ့နေတဲ့ခြင်းမှုတချို့ဒီဒီထိုင်းမှာသူစေကုတဲ့ထိုင်းရဆရာမပြောတာလည်းရှိပါတယ်မိုင်းဘိုးဆရာတော်ကြီးကငှက်ပြဖြူတော့ငှက်ပြဖို့ကဦးနောက်ထက်ကိုရောက်သွားတော့ အဲ့မှာမန်ဘိုးဆရာတော်ကြီးရဲ့အမှုရာတွေကြည့်လိုက်လို့ရှင်အဲ့ဒီထိုင်းကဆစ်ဆရာပြောတဲ့ဆရာမပြောတဲ့ဥစ္စာသူကဖြစ်နေတာဘာဖြစ်လို့ဆိုတော့မန်ဘိုးဆရာတော်ကကိုလက်အခြေတွေသူကနှုတ်တွေဒီပါဇက်တွေမျိုးလုံးနဲ့ကြည့်လိုက်ဖျားဒါတမ်းမှလူတယောက်ကမျိုးလုံးတမ်းမှလူတယောက်ကပါဇက်အပြောဆိုတွေမဟုတ်တော့ဘူးဖျားအပြည့်တော်ဆိုတော့အဲ့လိုမျိုးဆိုတဲ့ဒါဆောင်းနေပြောပြကြည့်ပါပဲတကယ်တကယ်ကြကြတော့ဒါမိုင်းမိုးဆရာတော်ဆီတာဒါတပြည့်တော်တို့နဲ့ ပြောမစင်အတိညာဉ်တွေရောပေါ့အတွေ့အခေါ်တွေအတွေ့အကြုံတွေအများကြီးတာပါတယ်ဗျာဒီစကားကြီးကိုတော့ပြောတော့မပြောသင့်ဘူးလေဒါနဲ့အမှန်အတွက်ကတော့သူတို့ပြောရမှာမပြောလို့မရဘူးဗျာမှန်ပါဘာဖြစ်လို့ဆိုတော့ခုဒီရဲ့ငလင်လို့တော့ဆိုမိုင်းမှုစာတို့ကြီးကပြောတယ်ပေါ့သူကဟိုမှာဟိုငကားကြီးပလက်လန်လို့လှုပ်တာတဲ့ဒါမဖြစ်နိုင်တဲ့စကားလေဗျာဟိုမှာသိပ္ပပညာရှင်နေတဲ့အကောလုံးနားရှင်သူတို့ဘုရားဖေးရလဲအဲ့ဒါမျိုးမပြောကြပါဘူးဗျာအတိအကျတော့သူတို့ဘာပြောမှာဆိုတော့ဒီရဲ့ ဒီဓမ္မတရားစစ်စစ်ကိုဒီမန်ဟုဆိုင်တို့ညွှန်ပြမှာခုဒီလိုဒီနိုင်ငံမှာကြည့်ပါဗျာဒါမြင်းကလေးလည်းမဟုတ်ဘူးဗျာဒီလိုမှအရင်တော့ရေဘေးတွေလည်းကြုံခဲ့တာပဲထားပါတော့ကိုဗစ်ဘေးတွေကိုဗစ်ဘေးပထမလိုင်းကိုဗစ်ဘေးရတော့ဆရာတော်လွတ်တဲ့တည်ပြီးသားပါဒါပြည်သူအစိုးရတင်တဲ့လက်ထက်မှာအသေးပြောက်တယ်နဲ့တယ်ဘာဖြစ်လို့ပညာရှိဆိုတော့သူကဒီဒီယောဂောက်ဘလို့ကာကွယ်မလဲဘလို့လုံးမလဲဘလို့ဟာလုံးမလဲသူကပြည်သူဥစားပေးတယ်ဗျာပြည်သူကအသက်ကိုတန်ဖိုးထားတယ် အာယမုန်တီယောဂဘေဟဖြစ်လာတဲ့ဟာတွေကိုအာပညာရှိ အစိုးရပြည်သူကိုအလေးထားတဲ့အစိုးရကြတော့ကိုယ့်အသက်ကိုဗရဏထားပြီးနေပြည်သူတက်ကိုတံဖို့တာတော့စေးတယ်မရမကရှာတယ်အဲ့ဒီတော့အသေးပြောင်းနေရတယ်ဗျာခုကခုဒီမင်းစုံမင်းကြီးလက်ထက်ထားပါတော့ဒီမာလာအာနာယူတော့ဗျာအာနာယူပြီးအာနာလူတော့အမတတရားလိုက်ထပ်ပြတော့အဲ့မှာသေးလိုက်တာလေဒါဆရာတော်လို့အသိပါဗျာဗျာတောက်တောက်လက်သေးလိုက်တာဒီကောင်ဒီအာနာယူတော့ကအတိမရှိအတွဲခေါ်မရှိတော့ဘာလို့တို့တို့ဆိုတော့ ဒီလိုမြန်မာပြည်မှာဗျာဒီပြည်သူတွေဒီအသက်ကိုနည်းအောင်အသေးပြောက်တင်နည်းအောင်ဘယ်လိုလုပ်လဲအဲ့ဒါမစဉ်းစားဘဲနဲ့ဘာလို့လဲဒကြိုဆက်ကိုချက်ပြတယ်တပြအဲ့သူ့ရဲ့အသိဉာဏ်အဲ့မှာကြည့်ဆန်းကြည့်ပေါ့အဲ့မှာတွေကဒီလိုဖုံးကြီးတွေကလည်းသိရမှာဗျာပြည်သူတွေကလည်းသိရမှာနားလဲရတာမှာဒီကောင်ကအာနာယုမင်းစုမင်းညစ်ဆိုတာအဲ့မှာပေါ်လွှဲနေပြီအဲ့ဒီမင်းစုမင်းညစ်လက်ထက်မှာဒီလိုဖျားပြောရတာရှိတယ်လေဝိပ္ပတ္တိဒီဩဃာတကရောချိုးရမှာပါတယ်ဝိပ္ပတ္တိဘေးဆိုတာဝိပ္ပတ္တိ၄ပါးမှာအစ ဘုရားဘာသာရဲ့ဆိုလို့ရှိရင်ဩဃာသာထဲမှာပါတယ်ဝိဘတ်တိအဲ့ဒီထဲမှာကာလဝိဘတ်တိဘေးဆိုတာဒါမင်းစုမင်းညစ်လက်ထက်မှာဒီဘေးကအကုန်ကျုံပါပဲဗျာအဲ့ဒီကအဲ့ဒီဘေးတွေကဒီဘေးတွေကိုစူတောင်းနေလို့လည်းမရဘူးသူတို့တိုက်ထုတ်ပေးရမယ်မတိုက်ထုတ်ဘူးဆိုရင်အဲ့ဒီဘေးကဇာတို့လာမှာခုရေဘေးတော်ကလည်းကြီးအောင်ဗျာတူလက်ထက်မှာဖြစ်တောက်တောက်လက်သေးလာခုမြင်းငလင်ဘေးဆိုတာလည်းတောက်တောက်လက်သေးတေးတာပဲခုခုငလင်ဘေးတွေဒါပညာရှင်တွေရဲ့တိုင်းတာကျက်နဲ့စိုးစုံးမှခဲ့တဲ့အရာတွေပေါ့ဗျာ ပြုလို့ဒီငလင်မဖြစ်ခင်နေရအမေစုလက်ထက်မှာ ပြောထားတာရှိတယ်ဗျာမေစုစုကလက်ထက်မှာပညာရှင်အတိုင်းတာပြတော့အဲ့မှာဗမာပြည်မတီစကိုင်းပေါ့ဗျာစကိုင်းမန်လေးမြင်းငလင်ဂျောရီဆိုတဲ့ဒါသိပ္ပံပညာရှင်အားလုံးတိုင်းတာပြတာဗျာအဲ့အဲ့အဲ့ဒါတွေကိုကြိုတင်ပြီးတော့မြင်လို့အမေစုစုရာဘာလုပ်လဲဆိုတော့တဘာဝဘေးဒဏ်အတွက်ပြုလို့အဲ့ကဲဆယ်ဖို့အတွက်ဘီလီယံနာ400ကျော်ချီချမ်းသာပေးကြတာဗျာအဲ့ဒါလေးနေလဲတဘာဝပြဖြစ်လာလို့ရှိရင်ကဲဆယ်ဖို့လေးနေဝဲရတာ အဲ့ဒါဒီမင်းစုမင်းညစ်ဒီမအလဆိုတဲ့ဒီလူယုံမှာကြာအဲ့ဒီဥစ္စာတွေကိုဘာလုတ်ပလိုက်လဲဆိုတော့သူကဟိုမှာစီဝါရေးရေးတွေကိုအကုန်လုံးခိုးဝဲပြီးပြစ်ပစ်တာဗျာအဲ့သူကဥနောက်မှာမရှိတကယ်တကယ်ဘေးလက်ဖြစ်တော့ဟိုမှာကဲဖို့မရှိတော့ဗျာအဲ့ဒီဘေးဖြစ်တော့တာကကိုသူတို့ဒီမြင်းကလေးပြေးဆိုတော့သူတို့နေပြည်တော်မှာလဲတောက်တောက်လဲတည်တယ်ဗျာစကိုင်းမန်းလေးကိုချိန်တွေတည်တဲ့လူတွေရှိရောမဆဲတဲ့လူတွေအများကြီးရှိသေးတယ်ဗျာဒါကဒီကောင်တွေကပြောမစင်တဲ့မှန်နေရာတွေကိုအကုန်လုံးဖုံးပြထားတာဗျာ အဲ့ဘာလဲဆိုမင်းစုမင်းကြီးအဲ့ဒါတွေကိုမတိုက်ထုတ်ဘူးဆိုလို့ရှိရင်တို့တို့တို့အဲတိုင်းပြည်ဒီချက်ပို့ပြီးခံအောင်မပြတို့တို့ယဟန်ဆိုလို့ရှိရင်သမဏတာရုပတီတီငိမ့်ငိမ့်နဲ့ကုတရားကျင့်တဲ့ပုံကိုယ်တွေဆိုပို့ပြီးတော့တည်ငြိမ်တာပေါ့ဗျာတို့တို့မှာဖရားလည်းအဓိကဒီယဟန်တွေကိုပြောတာဓမ္မပဲဗျာဒီဓမ္မရှိလို့ရှိဓမ္မရှိတဲ့ပုံကယ်တည်ငြိမ်တာပဲအေးစေးတာပဲငြိမ်းချမ်းတယ်ဗျာသူကတို့တို့ဝါထဲမှာလည်းပါပါတဲ့အိန္ဒိယတံဝရတိလာဆိုတော့ကိုလက်အင်္ဂါစောင့်ထိတ်တာယဟန်တွေကအဲ့လိုဖြစ်ရမှာလေအခုမိုင်းဖို့ဆရာတို့ကြည်ကြည်တယ်ဗျာ မဆိုင်နေတဲ့ကလို့ကအာမျိုးလုံးအမူရတဲ့ရှားလေးထုတ်ပြလို့ပြောဒါရီကဒါပြောမယ်ဆိုလို့ရှိရင်ဗျာစိတ်မနှက်တဲ့ပုံကိုယ်ကြီးအမူရပဲအဲ့ဒါကြီးများဒီလိုလိုဒီရဲ့နိုင်ငံကတိုင်းသူပြည်သားတွေအဲ့ဒီဂျင်းတွေကိုယုံတယ်ဆိုလို့ရှိရင်ဒါကတော့ဆရာတော်တို့သိပြီးသားပဲဗျာအာနာရှင်တွေကအကုန်လုံးဘာလို့အတိညာလို့ဖြစ်စီပစ်ကြတာဟို62ခုနဲ့ဥနေဝင်ရစပြီးတော့ဖြစ်စီလိုက်တာဗျာခုခုချိန်ဒီပေါ့အဲ့ဒီအဲမှာ ဒီအာနာရှင်ရဲ့အသိဉာဏ်ဖြည့်ဆည်းတာမဟုတ်ဘူးတို့ဘာသာရေးခေါင်းဆောင်လုပ်နေတဲ့ဆရာတော်တွေကလည်းဘာသာရေးမှိုင်းနေတဲ့တိုက်လိုက်တော့သူတို့အသိတွေကပြည်သူပြည်သားတွေကကောင်းကောင်းမဝေဖန်နိုင်တော့ဘူးကောင်းကောင်းမစမ်းသပ်နိုင်ဘူးအကုန်လုံးအသိဉာဏ်နဲ့ဟိုအောက်ဆုံးအထိကိုရောက်သွားတာသူတို့ပြည်သူတွေကိုအသိဉာဏ်ပေးဖို့ဘာသာရေးခေါင်းဆောင်လုပ်နေတဲ့ဖုန်းကြီးကအဓိကလိမ့်ကြတယ်ဗျဘာပြောလို့ဆိုတော့တွက်ကြည့်ဗျာဘာသာရေးခေါင်းဆောင်လုပ်နေတဲ့ဖုန်းကြီးကရွာဥရွာထိပ်မှနင်းနေရတာပြည်သူတွေကိုအမှန်တရားပြဖို့အရေးကြီးတာဗျာ ကူတော့အဲ့ဒီရောက်ရတဲ့မှာနေတဲ့ဖုန်းနဲ့ပြည်သူတွေအမှန်တရားမပြနိုင်ဘူးခင်ဗျာ။ဘာဖြစ်လို့ဆိုတော့တို့ကမင်္ဂလာတို့တက်မှာဆရာတော်တိပါအာတေဝနာဆဘာနာနာပါဏိနာနေဆတေဝနာပူဇာဆပူဇတ်နေရနာဆိုတာအဲ့မှာပူဇာဆပူဇတ်နေရနာဆိုတာပူဇော်တက်ပူဇော်ထိုက်ဆိုတဲ့စကလုံးထိုက်ဆိုတာပါတယ်ဗျာ။တို့ဒီသင်္ကန်းလေးဝိယုံလေးနဲ့သင်္ကန်းလေးခြုံလေးနဲ့ကိုယ်ခွေပို့မထိုက်တန်ဘူးဗျာ။ဘာဖြစ်လို့ဆိုတော့တို့တို့သူ့ရဲ့ခန္ဓာမှာရှိတဲ့သူ့ရဲ့ တဏ္ဍာမရှိတဲ့အကျင့်သီလသိက္ခာတွေပူဇော်ထိုက်သလားဆိုအဲ့ဒါတွေမြန်ကြည့်ရမှာဗျာသူတို့ယဟန်ဆိုတာတဲ့အဓိကဓမ္မအတွေ့ရရင်ရမယ်ဓမ္မအတွေ့ကိုရှေ့ဆောင်နေဓမ္မအတွေ့မရှိတဲ့ဆောင်ဖြစ်ရမယ်အဲ့ဒီဓမ္မအတွေ့စွန့်လွန်ရဲမှအဲ့ဒါမှသူတို့ပြည်သူတွေရဲ့ကိုးကွယ်မှုထိုက်မှာပါဗျာအဲ့ကြောင့်မို့ကိုအားလုံးသောပြည်သူတွေသိရမှာဒါတွေကတသက်မဲ့ဘာသာရေးဂျင်းတိုက်တဲ့ အမှုကြီးပါပဲဗျာတင်းမြင်းကလေးလောက်တယ်ဆိုဘယ်နဲ့ဒီနဂိုင်းပလက်လာတော့ဖះဟောတဲ့တဲမှာလဲမတွေ့ပါဘူးဗျာတပည့်တို့ဖះရတော့မှဓမ္မောဣတိနာတဲ့ဆိုရန်နေဆိုတာဒီဓမ္မအတွက်ပဲကျင့်ရမယ်လို့ပြောတာဒါကသူတသက်မဲ့ဦးစင်းတို့နိုင်ငံပြည်သူတွေရဲ့အထာကိုပြောမစင်ပြည်သူတွေရဲ့အထာကိုသိလို့တသက်မဲ့ချင်းတိုက်တဲ့စကားပါပဲဗျာအခုလိုဝင်ရောက်ဆွေးနွေးဖြေကြပေးတဲ့အတွက်ဇေရောအဂေါရိဒတာရမော်ဘီကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာ ်သင်တို့ယဟန်တန်ကားတွေနဲ့တကားတကမတွေဆိုတာက ကိုင်းကိုကျွံ့မီကျွံ့ကိုင်းမီဆိုလို့အချင်းချင်းအမိတဟဲပြုတ်ပြီးတော့နေကြရတာပဲဖြစ်ပါတယ်ယဟန်တန်ကားတွေကတကားတကမတွေအပေါ်မှာစွမ်းတင်ငန်းကြောင်စေးလို့ခေါ်တဲ့ပစ္စည်းလေးပါးကိုအမိတဟဲပြုတ်ပြီးတော့မှဓမ္မအပေါ်မှာမမမမယက်တည်ပြီးတော့မှဓမ္မတရားတွေကိုဖြန့်ဝေကြရတာဖြစ်ပါတယ်ဒီတိုင်းပဲတကားတကမတွေကလည်းပဲယဟန်တွေဒီကနေ ဓမ္မနုဂဟလို့ခေါ်တဲ့ဓမ္မအထောက်ပံ့ကို အမိတဲပြုကြရပါတယ်။ဒီတော့ဥသိန်းတို့တွေဟာတက္ကရာကမတွေကိုဓမ္မတွေပေးစွမ်းနိုင်ဖို့အတွက်မိမိတို့ကိုယ်တိုင်ဓမ္မရှိဖို့လိုအပ်ပါတယ်။ဓမ္မမရှိရင်ယဟန်လို့ခေါ်ဆိုလို့မရပါဘူး။ဥသိန်းထထခါကပြောခဲ့ဖို့ပါတယ်။ဆိုတော့တက္ကရာကမတွေကိုဓမ္မနုဂဟနဲ့တကယ်ထောက်ပံ့မယ်ဆိုလို့ရှိရင်ဓမ္မဆိုတာကလက်ရှိပကတိဖြစ်နေတဲ့အမှန်တရားကိုလက်ခံလိုက်ခြင်းဟာဓမ္မပါပဲ။ ဒီတော့ဦးသိန်းတို့တွေဟာဒီနေ့ဒီအချိန်မှာဖြစ်နေတဲ့ပကတိအခြေအနေတွေကိုအမှန်အတိုင်းတရားဓမ္မတွေကိုပြောကြားကြရပါလိမ့်မယ်။ဒီနေ့ငလျင်တွေဘာကြောင့်ဖြစ်နေသလဲ။သိပ္ပံနီးကြကြနဲ့တွေးတောဆင်ခြင်ပြီးစံတတ်ထားတဲ့တကယ်လက်တွေ့စံတတ်ချက်တွေရှိပါတယ်။ဒါတွေကိုတရားဓမ္မတွေသိအောင်မျှဝေရမယ်။ငလျင်ဘေးဒဏ်တွေတင့်လာတဲ့အခါမှာကြိုတင်ပြီးတော့တွက်ဆနိုင်တဲ့အန္တရာယ်တွေမဟုတ်ဘူး။ဒါကြောင့်ကြိုတင်တွက်ဆနိုင်တဲ့အန္တရာယ်မဟုတ်တော့ညာလဲပဲ။ တကယ်ကြုံကြိုက်လာပြီဆိုလို့ရှိရင်ဒကာဒကမတွေရင်ထဲမှာပူနေတဲ့အပူမီးတွေကိုတကယ်ဓမ္မအစ်စ်မှန်တွေနဲ့ပဂတိအခြေအနေတွေကိုမြင်အောင်ပြပြီးတော့မှညှိမ့်သက်ပေးကြမှာဖြစ်ပါတယ်။နတ်တွေကပြောလို့လို့လို့ငကားတွေကမကျေနပ်လို့လို့လို့မမြင်နိုင်တဲ့နာနာဘာဝဝိနာဝိနာဘာဝဆိုလားဘာဆိုလားဗျာအဲ့ဒါမျိုးတွေကဟိုပြုသားလို့လို့လို့တွေနဲ့ဒကာဒကမတွေကိုခြင်းထဲ့နေခြင်းဟာဒါဓမ္မနှုတ်ကမဟုတ်ပါဘူး။ဓမ္မနဲ့စောင့်ရှောက်တာမဟုတ်ပါဘူး။ဒီနေ့ငလျင်အနေဖြစ်လာတယ်မကောင်းတဲ့ မင်းတို့မင်းညစ်အာနာယူထားတဲ့အာနာလုထားတဲ့ပုံကိုယ်တွေလက်ထက်မှာဖြစ်လာတဲ့အတွက်မဆုံးရှုံးတင်မဲနဲ့ဆုံးရှုံးရတဲ့အနေထိုင်ုံတွေဖြစ်ပါတယ်ဒါတွေကိုမြင်အောင်ပြပြီးတော့မှဦးသိန်းတို့နောက်တစ်ချိန်မှဒီလိုဘေးရနေတွေကြုံလာတဲ့အခါမှာအထိကိုက်အပွန်အပဲ့တွေအဆိုးရွားမှုတွေမများရအောင်မှန်မှန်ကန်ကန်ဖြစ်ရှင်းနိုင်တဲ့လူထုကိုမျက်နာမူတဲ့အဆိုးရွားမျိုးကိုဦးသိန်းတို့ဖော်ဆောင်နိုင်ဖို့ကြိုးစားကြရမှာပဲဖြစ်ပါတယ်ဒါမျိုးလို့ ဓမ္မတွေကိုအမှန်တရားတွေကိုပဂတိတွေကိုလက်ခံနိုင်တဲ့အမှန်တရားမျိုးကိုရဟန်းတန်ဃာတွေကချပြမှဓမ္မနောကနဲ့ထောက်ပံ့တယ်လို့ခေါ်ဆိုတာဖြစ်ပါတယ်။ဒါကြောင့်တရားဓမ္မများအနေနဲ့ယဟန်းဆိုတာမိမိတို့အပေါ်မှာဓမ္မအမှန်တရားကိုတုံတင်ဆုံးမပေးနိုင်တဲ့ဓမ္မနောကနဲ့ထောက်ပံ့နိုင်တဲ့ပုဂ္ဂိုလ်တွေကိုယဟန်းအစ်စ်လို့ခေါ်ဆိုတာဖြစ်ပါတယ်။ဒီတော့မိမိတို့ရဲ့ပတ်ဝန်းကျင်မှာဓမ္မနောကနဲ့ထောက်ပံ့နေတဲ့ဓမ္မအပေါ်မှာမမမမယက်တည်နေတဲ့ယဟန်းတန်ဃာတွေလား ဂျင်းတွေပဲထောက်ပနေတဲ့အခုဂျင်းဖုံးဆယ်တော်တို့လို့ပေါ့နော်ဂျင်းတွေပဲထောက်ပနေတဲ့ပုံကူမျိုးတွေလားဒါတွေကို꽌꽌ပြားပြားသုံးဖြတ်ပြီးတော့မှစစ်မှန်တဲ့ဓမ္မပေါ်မှာရက်တည်ပြီးတော့မှဓမ္မတွေကိုဖြန့်ဝေနေတဲ့ရဟန်းတန်ဃာတွေကိုရွေးချယ်ကိုးကွယ်နိုင်ကြပါစေကြောင်းပြောကြရင်းနဲ့ဒီပြန်လည်တင်ပြချက်ကိုညီကုန်းကံပအဆုံးသတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်